မင်္ဂလာပါဝလာဆန်းဆဲ page ကမိုးတက်ပြောတာပါဒီနေ့ဒီဗီဒီယိုလေးမှာတော့မိုးတို့တွေဂျပန်စကားလေ့လာတဲ့အခါမှာ verb ကို group လေးတွေဖွဲ့ရတာရှိတယ်ပေါ့နော်အဲ့ဒီ verb group ဖွဲ့တာတွေကိုလေ့လာကြတာဖြစ်ပါတယ် verb ကိုဂျပန်ဘာသာစကားမှာ do ရှိလို့ခေါ်ပါတယ်ရေးတော့ do u ရှိလို့ရေးပေမဲ့အတန်ထွက်တော့ do ရှိလို့ထွက်ပါမယ်နော် ဒိုးရှိမှာကနိုးရေခါတာချီလို့ခေါ်တဲ့ form လို့ pattern လို့ဆိုတာအမျိုးမျိုးရှိတယ်ပေါ့နော်ဒိုးရှိကိုစပြီးတော့လေ့လာကြံမှတ်တဲ့ခါမှာမိုးတို့တွေက mass ပုံစံနဲ့လေ့လာကြံမှတ်ပါတယ်အဲ့ဒါကို mask mass ပုံစံ mass form ဆိုပြီးတော့ခေါ်ပါတယ်နော်ဥပမာပြောမယ်ဆိုလို့ရှိရင်မိုးတို့ဗမာစကားမှာတဲ့ verb တွေကိုချက်တဲ့အခါမှာစားတယ်သွားတယ်အိတ်တယ်လာတယ်ပြန်တယ်ဆိုပြီးတော့မိုးကိုချက်ကြတယ်เนาะအဲ့သဘောတရားလေးပါပဲစားတယ်ဆိုတဲ့ဟာမှာလည်းမိုးတို့တွေကအခြေအနေရဲ့အချိန်ခါရပုံမှာလိုက်ပြီးတော့မိုးတို့ပတ်တန်ကြောင်းတယ်ဂျပန်စကားမှာလည်းဒီလိုပဲပတ်တန်လေးကြောင်းတာရှိတယ်ဥပမာပြောမယ်ဘယ်လိုပြောရမလဲဆိုတော့ရှင်စားသည်ဆိုတဲ့ဟာအခုပစ္စုပ္ပန်မှာလုပ်တယ်ဆိုရင်စားတယ်ပစ္စုပ္ပန်မှာမလုပ်ဘူးဆိုရင်မစားဘူး အတိတ်ကလုတ်ခဲ့တယ်ဆိုရင်စားခဲ့တယ်အတိတ်ကမလုတ်ခဲ့ဘူးဆိုရင်မစားခဲ့ဘူးအစားရှိတဲ့သဒ္ဒါပတ္တန်ကြီးချိန်လာတယ်ဂျပန်စကားမှာရှိပါတယ်ဒါကနောက်မှာအဲ့ဒီမတိုင်ခင်တစ်ဆင့်ကဘာလဲဆိုတော့ verb ကို group မှန်ကန်အောင်ခွဲပေးဖို့လိုပါတယ်မိုးလို့တွေကစချက်မှတ်တဲ့က math ပုံစံနဲ့ချက်မှတ်မှာဖြစ်တဲ့အတွက်ကြောင့်မို့လို့ math ပုံစံအနေနဲ့ group ခွဲတာလေးကိုလေ့လာကြည့်ကြရအောင်နော် ဗတ်မှာဂရု၃ခုရှိပါတယ်ဗတ်ဂရု1ဗတ်ဂရု2ဗတ်ဂရု3ဂျပန်ဘာသာစကားကဂရုခွဲတာပါเนาะအင်္ဂလိပ်စကားဗတ်1ဗတ်2ဗတ်3နဲ့မတူဘူးဆိုတာလေးကိုတော့သတိထားပေးစီချင်ပါတယ်เนาะโอเคအဲ့ဒါဆိုလို့ရှိရင်မို့လို့ဗတ်ဂရု1ကိုခွဲကြည့်ကြရအောင်ဘောဟာရာလေးတွေကြီးကြည့်မယ်เนาะခိုင်မတ်ဝဲဒီခကီမတ်စာရေးဒီဟာနာရှိမတ်စကားပြောဒီမာချီမတ် ဆောင်းဒီဆောင်းဆိုင်ဒီဒီဝဟာရတွေကိုကြည့်လိုက်မယ်ဆိုလို့ရှိရင်အကုန်လုံးက mass နဲ့အဆုံးသတ်ထားပါတယ်နော် mass ကအရှိကအခ္ခယာကိုကြည့်မယ်ဆိုလို့ရှိရင် i ki shi chi ဆိုရဲ i line ကအခ္ခယာတွေနဲ့ပါတဲ့ဝဟာရဖြစ်နေတာကိုသတိထားမိလိမ့်မယ် ဒါမနော် verb ဆိုတာက mask နဲ့အဆုံးသတ်တယ် mask ကအရှိမအီလိုင်းက x ခရာတွေလာတယ်ဆိုလို့ရှိရင်တော့အကုန်လုံးတော့မဟုတ်ဘူးအကုန်လုံးနှီးပါးက verb group 1ကဆိုပြီးတော့ပြောလို့ရတယ်ချွင်းချက်လေးတွေကယာကနန်းလောက်ရှိပါတယ်အဲ့ဒီချွင်းချက်တွေက verb group 2ထဲပါပါမယ်နော်โอเคအဲ့တော့ verb group 1ပြန်ပြီးတော့ပြောမယ်နော် verb ဆိုတာကအကုန်လုံးနောက်မှာဝေါ်ဟာရရဲ့နောက်မှာ must နဲ့အဆုံးသတ်ပြီးအဲ့ဒီ must ကအခ္ခရာရဲ့အရှိမှာ e line ကအခ္ခရာတွေလာရင်အကုန်လုံးနှိပါက vocabulary 1 vocabulary 2ကြည့်ကြည့်ကြရအောင်ရေစုံဝေါ်ဟာရလေးကြည့်ကြည့်မယ်နော် oboe must smat di mami di stemas လွန်ပြစ်သည်ဆွန်ပြစ်သည်အတ်မဲမဆူဆောင်းသည်ဆူဝဲသည်တာဘဲမဆာသည် verb ဖြစ်တဲ့အတွက်ကြောင့် must နဲ့အဆုံးသတ်ပါတယ် must ကအရှိကအခရာကိုကြည့်လိုက်ရင် at the be sorry at the me be ဆိုရဲအဲသန်းကအခရာအဲ column ကအခရာကြီးလာတယ်ဆိုရင် verb group 2ပြီးတော့ခုနက verb group 1နဲ့ကချင်းချက်ဝေါ်ဟာရာကြီးလည်းပါမယ်ဒါမယ်နော် verb group 3ဆိုလို့ရှိရင်တော့ဝေါ်ဟာရာနှစ်ခုပဲရှိပါတယ် he must လာသည်နဲ့ she must လောက်ဆောင်သည်ဆိုတာလည်းရှိပါတယ် ခီမတ်မှာနည်းနည်းအကျဉ်းထက်ချဲလိုက်မယ်ဆိုလို့ရှိရင်သူကမော့တက်ခီမတ်စရတဲ့ခီမတ်ဆိုတဲ့ဝေါ်ဟာရတွေပါပါတယ်ဘလို့ပဲပြောင်းပြောင်းနောက်မှာခီမတ်လာဒီဆိုတဲ့ဝေါ်ဟာရပါတာမို့လို့ဘက်ဂရုဒ်3ဆိုတာမို့လို့ပြီးတယ်ခီမတ်လောက်ဆောင်ဒီဆိုတဲ့ဘက်ကလည်းဒီတခုတည်းနဲ့မကပါဘူးသူ့အရှိမနောင်းနေလဲလာတွဲပြီးတော့နောင်းခီမတ်လို့ပြောတဲ့ဟာတွေလည်းရှိတယ်ဥပမာပြောမယ်ဆိုရင် bankyo ခီမတ် bankyo ဆိုတဲ့နောင်းတဲ့ခီမတ်နဲ့တွဲထားတာ ခိုင်မိုနိုရှိမတ်ခိုင်မိုနိုဆိုတဲ့နောင်နဲ့ရှိမတ်နဲ့တွဲထားတာအဲ့လိုမျိုးလေးတွေရှိတယ်ဆိုတာလေးကိုသိထားပေးစီချင်ပါတယ်เนาะဟုတ်เนาะအခုနကမို့လို့ပြောခဲ့တယ်ဘဂရု1ပုံစံနဲ့ဘဂရု2ဖြစ်နေတဲ့ဝေါ်ဟာရကယာကနန်းနီးပါးရှိတယ်လို့ပြောခဲ့တယ်သို့တော့မို့လို့တွေက N5 N4 dress ဆိုလို့ရှိရင်ဒီချွင်းချက်18လုံးကြီးချက်ထားပေးမယ်ဆိုရင်လုံလောက်ပါပြီเนาะ အဲ့ဒီ train jet session လုံးကိုဘုရားအတူကောက်မှတ်တယ်ဘလို့မှတ်ထားလဲဆိုတဲ့အခါကျတော့ oi nishiki to mitani kawo akai deso ဆိုပြီးတော့ဘုရားမှတ်ထားပါတယ်เนาะဒါမယ်เนาะဒီဗီဒီယိုလေးကိုတော့ Facebook Telegram TikTok YouTube channel တွေမှာတင်ထားပါတယ် ီဒီယိုလေးကိုတော့ဒီဘိုင်းထိပဲမို့တင်ထားပါမယ်အပြည့်စုံကိုဆက်ပြီးတော့ကြည့်ရှုခြင်းနဲ့ဆိုလို့ရှိရင်တော့ Telegram Channel မှာ live ကြည့်ရှုပေးပါလို့မြတ်တရားခံရပါတယ်เนาะ